ွေတိုင်းမှာထိုးခြင်းအမျိုးဆုံးဖိုင်တာသူ Iron Man လို့နာမည်ပြောင်းပါရရှိခဲ့တဲ့ဒီဂျန်လွန်တဲ့သူသူရဲ့မတွန့်ဆုတ်တတ်တဲ့ပုံစံနဲ့ဂျန်တန်လွန်တဲ့တံတောင်ရရှိတွေဆာလောင်နေတဲ့ဂျားတကောင်လို့ပြိုင်ဘက်တွေကိုလိုက်လိုက်ဖိထိုးတတ်တဲ့သူစင်လဲခေါ်ပါနေအဲ့ဒီလိုထူးခြားတဲ့စွမ်းရည်တွေကြောင့် လူသိများထင်ရှားလာခဲ့ပြီးအဲ့ဒီလူဟာငယ်စဉ်ကတည်းကဘူးခွန်းတွေလိုက်ကောက်နေရတယ်လို့ပြောရင်မိတ်ဆွေတို့ယုံပါလားဟုတ်ပါတယ်သူကတော့အချားကလေးတွေလိုစော့ကစားရမယ့်အရွယ်မှာသူကဘူးခွန်းတွေကောက်ရောင်းပြီးအရွယ်နဲ့မလိုက်အောင်ဘဝကိုရုန်းကန်ရခဲ့တဲ့သူပါအဲ့ဒီကလေးငယ်ဟာအခုဆိုရင်မွေတိုင်းကမ္ဘာရှမ်ပီယံတယောက်ဖြစ်လာခဲ့တဲ့အပြင်ကဘာကလေးစားအားကျနေရတဲ့သူတူဖြစ်လာခဲ့ပါပြီ ဒါနဲ့အခုလိုမျိုးစိတ်ဝင်စားစရာတွေဘူးသူရရစီမဲ့အကြောင်းအရာတွေကိုကြည့်ရှုရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးလုပ်ထားလိုက်ပါ သူကတော့ကျွန်တော်တို့အားလုံးတိကျတဲ့ Rotten Jet Mannon ပဲဖြစ်ပါတယ်တမဏိလူသားဆိုပြီးဖြစ်လာဖို့ Rotten ကို1969ခုနှစ်ဇူလိုင်လ23ရက်နေ့ပပယောင်မှာမွေးဖွားခဲ့ပါတယ်သူမိဘတွေကတာမန်လေယာဉ်လုပ်ငန်းသူတွေဖြစ်ကြပြီး Rotten တို့မိသားစုဟာ မပြေလည်ခဲ့ပါဘူး။ရော့ထန်ဟာအယွမ်းနဲ့မလိုက်အောင်ဘွားကိုဖြတ်တန်းနေရပြီးစာဝတ်နေရတဲ့အတွက်ဘူးခွန့်နဲ့ကောက်ရောင်းနေခဲ့ရပါတယ်။မိသားစုကို ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက်နဲ့သူအသက်10နှစ်မှာမွေတိုင်းကိုစတင်လေ့ကျင့်ခဲ့ပါတယ်။သူအသက်14နှစ်အရောက်မှာတော့ဂျစ်မန်နွန်အကစားယုံမှာလေ့ကျင့်ခွင့်ရရှိခဲ့ပြီးဘန်ကောက်ကိုပြောင်းလာခဲ့ပါတယ်။ရော့တန်ဟာလေ့ကျင့်ခန်းတွေကိုမနာမနစ်ပြင်းပြင်းထန်ထန်လုပ်ပြီးပွဲတိုင်းလိုလိုစွန်းစောင်းရီကောင်းတွေကိုပြသခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရော့တန်ဟာတပည့်ဖြစ်နဲ့နာမည်စရလာခဲ့ပါတယ်။စွဲလုံးလားဗီရိယတွေကြောင့်မကြခင်မှာပဲသူဟာထိုင်းနိုင်ငံရဲ့ထိပ်တန်းလဝိတ်သမားတစ်ယောက်ဖြစ်ဖို့ 2016ခုနှစ်ဇန်နဝါရီလ၂ရက်နေ့အရောက်မှာတော့ဖေပရကန်ကောကိုအနိုင်ယူပြီးသူရဲ့ပထမဦးဆုံးမွေတိုင်းချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ပြိုင်ပွဲတိုင်းမှာသူရဲ့ဆွမ်းဆောင်းရည်ကောင်းတဲ့ကိုပြသခဲ့ပြီးပွဲတိုင်းလိုလိုကြမ်းပြနေတဲ့သူကို1ချန်ပီယံချစ်ကစိတ်ဝင်စားခဲ့ပြီး2018ခုနှစ်အရောက်မှာတော့သူကိုခေါ်ယူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ရော့ထန်ဟာ1ချန်ပီယံချစ်မှာစတင်ပါဝင်ရှင်းပြခဲ့ပြီးကဘာတဝမ်းကပြိတ်သက်တွေရဲ့အာယုံဆိုင်မှုကိုရ ရှိခဲ့ပါတယ်သူရဲ့ပထမဦးဆုံးပွဲမှာပဲစာဂျူဝဲချန်ကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းမှာထိပ်တန်းလက်ဝိတ်သမားတွေကိုလည်းစတိုင်အနိုင်ယူပြခဲ့ပါတယ်2019ခုနှစ်အောက်ကလနရက်နေ့အရောက်မှာတော့ဂျိုနသန်ဟက်ကတီကိုအနိုင်ရရှိခဲ့ပြီး158 Muay Thai World Championship ကပတ်ကိုပါထိုက်တိုက်တန်တန်ရရှိခဲ့ပါတယ်ရော့တန်ဟာသူရဲ့158 Muay Thai World Championship ကပတ်ကိုလည်း၄ချိန်မြောက်ကာကွယ်နိုင်ခဲ့ပြီးရော့တန်ရဲ့တိုက်ခိုက်မှုပုံစံဟာယူရ ရှင်းပြီးကြည်ရောက်မှုရှိတယ်သူဟာသူ့ရဲ့လက်သေးနဲ့တဏ္ဍာစစ်တွေကိုအသုံးပြုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ပြန်ပတ်တကူရှင်းလျှောက်ပါတယ်သူ့ရဲ့ခန္ဓာရည်နဲ့စိတ်ဓာတ်ကြောင့်သူ့ကိုဘယ်သူမှအလွယ်တကူမနိုင်နိုင်ပါဘူးဂျော့တန်ဟာမွေတိုင်းရှမ်ပီယံတယောက်ဖြစ်လာခဲ့ပြီးငယ်စဉ်ကတည်းကမိသားစုတွေကိုပြန်လည်ထောက်ပံ့နိုင်ဖို့အိမ်မက်တွေဟာလည်းတကယ်ဖြစ်လာခဲ့ပါပြီဂျော့တန်ဟာအခုဆိုရင်တော်တော်လေးကိုချမ်းသာလာပေမဲ့သူဟာတာမန်လူတွေလိုပဲနေထိုင်တယ်မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင် ်ဖြတ်တန်းနေပါတယ်ဘောလုံးကန်ရတာကိုလည်းနှက်တက်ပြီးတော့သူဟာမက်ဆီဖန်လို့လည်းသိရပါတယ်သူ့စီမှာမက်ဆီလက်မှတ်ရေးထိုးထားတဲ့အင်ဂျီလည်းရှိနေပါတယ်ရော့ထန်ရဲ့ဘဝကလည်းကျွန်တော်တို့သင်ခန်းစာတွေအများကြီးရရှိခဲ့ပါတယ်ဘလောက်ပဲအခက်အခဲတွေရှိရှိအိမ်မက်နောက်ကိုလိုက်ဖို့အတော့မှမရတန်တဲ့မို့ဆိုတာသူကပြသခဲ့ပါတယ်စ조사အားထုတ်မှုနဲ့ဆွဲလုံးလာတွေကဘလောက်ထိအောင်မြင်မှုကိုကြောက်စင်နိုင်တယ်ဆိုတာရော့ထန်ကတတ်သိပါပဲဒီနေ့ကျွန်တော်ပြောပြခဲ့တာကတော့ရော့ထန်ရဲ့ဘ ဝအကြောင်းပါနောက်ထပ်သိရှင်တဲ့အကြောင်းအရာလေးတွေရှိရင် comment မှတ်ခဲ့လို့ရပါတယ်ကျွန်တော်ကတော့ကွန်ဆော့တက်အောင်ပါနောက် video မှာပြန်တွေ့ကြပါမယ်